ကဲတင်းချခင်ရတဲ့သူသူရုပ်တရက်ဆုံးပါသွားတယ်ဆိုပါစို့ဘာဖြစ်သွားမလဲကျွန်တော်တို့လိုလူအများစုဟာ one day blue ဆွေးမှုတွေမျက်ရည်ခွေနဲ့နောက်ဆုံးခီအီကိုပို့ဆောင်ကြပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဘာပေါ်မှာဒီလိုသေးဆုံးချင်းဆိုတဲ့အရာကြီးကိုပွဲတော်ကြီးတစ်ခုလိုသဘောထားပြီးပျော်ပွဲရှင်ပွဲနဲ့ဂုံပြူစင်ွဲရဲ့လူမျိုးစုတွေရှိနေတယ်ဆိုရင်ရော အတိထက်ပိုဆန်းတာကတေဆုံးထွားတဲ့သူရဲ့အလောင်းကိုအိမ်ထဲမှာပဲနှိမ့်နဲ့ချီပြီးဖျားနာနေသူတူအူလိုဆောင်းလျှောက်ထားတဲ့ဒလိတွေရှိနေသေးတဲ့ဆိုတာကိုရောသင်သိပါသလားဒီနေ့မှာတော့တေရှင်းတရားကိုလုံးဝကိုမတူညီတဲ့ရှူထောင်တွေကနေလက်ခံပြီးကင်တွယ်နေကြတဲ့ကဘာအထူးရှားဆုံးအထူးဆန်းဆန်းယဉ်ကျေးမှုဒလိတ်တစ်ခုရဲ့နောက်ွယ်ကရုပ်တိတမိုင်းနဲ့လူသားရဲ့ယုံကြည်မှုတွေကို လေးလာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျအနောက်အာဖရိကဂါနာနိုင်ငံမှာရှိတဲ့ ဂါလူမျိုးတွေရဲ့ဒလေကိုကြည့်ရအောင်သူတို့စီမှာလူတယောက်တေဆုံးသွားပြီဆိုရင်ပုံမှန်၄000တေတာ ခေါဒလာနဲ့မြှုပ်နှံတာမျိုးမရှိပါဘူးသူတို့ရဲ့တေဆုံးလူဟာသူ့ရဲ့ဘဝတစ်ချောလုံးဘာကိုအိမ်မက်မခက်လဲဘာအလုပ်ကိုဝါသနာပါခဲ့လဲဆိုတာပေါ်မူတည်ပြီးခေါဒလာကိုထူးထူးခြားခြားပုံမှန်သွင်းဖန်တီးပေးကြပါတယ်ငါဖန်သမတာဆိုရင်ငါပုံစံခေါဒလာလေရင်မောင်းဖိချင်ခဲ့တဲ့သူအတွက်ဆိုရင် လေရင်ပုံစံဒါမှမဟုတ်လေသမားတူအူအတွက်ဆိုရင် ကြီးမားတဲ့ကိုကိုစေးပုံခေါင်းတလား ။တချို့ဆိုကားပုံ၊ဖနတ်ပုံ၊စီကရက်ပုံစသဖြင့်ပုံစံမျိုးစုံမှာပဲ။ဒါကိုသူတို့က Fantasy Coffins လို့ခေါ်ပါတယ်။ဒီဒလေးကို1950စုပြည့်လွန်နစ်လီကာတဲ့ကစတင်ခဲ့တဲ့တစ်သား Twin ပညာရှင် Seth Kingquay ဆိုသူကအသက်သွင်းခဲ့တာပါ။ကားလူမျိုးတွေကတေဆုံးခြင်းကိုဘဝရဲ့အဆုံးသတ်လို့မယူဆပဲပိုနီးကောင်းမွန်တဲ့နောက်ဘဝတစ်ခုစီကိုကူးပြောင်းခြင်းလို့ယုံကြည်ကြပါတယ်။ ဒါကြောင့်ခေါင်းတလားရဲ့ပုံစံဟာတေဆုံးသူရဲ့နောက်ဘဝမှာသူရရှိမဲ့ဂုံပုံးနဲ့အစင်တန်းကိုကိုစားပြုတဲ့အမှုပညာလက်ရာတစ်ခုဖြစ်လာရပါတော့တယ်။ဒီခေါင်းတလားတွေကတာမန်ပစ္စည်းတွေမဟုတ်ပါဘူးနော်။သူတို့ရဲ့လက်ရာမြောင်းမှုပုံမှုဒီပြီးဒေါ်လာ600ကနေ900အထိတန်ဖိုးရှိသလိုကြီးမားတဲ့ဘွဲတော်ကြီးတစ်ခုလိုကျင်းပတဲ့ဇာပနတ်ဘွဲတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါစုစုပေါင်းကုန်ကြစရိတ်ကအတော်လေးများပြားပါတယ်။ဒီလိုအချိန်ကုန်ငွေကုန်ခံပြီးလိုတာဟာသူတို့အတွက်တော့ တေဆုံးမှုကိုဝါနေမှုနဲ့အဆုံးသတ်လိုက်တာမျိုးမဟုတ်ပဲတေဆုံးသူရဲ့ဘဝကိုနောက်ဆုံးတစ်ချိန်အကောင်းဆုံးဂုဏ်ပြုလိုက်ခြင်းပဲဖြစ်ပါတယ်။ဂါနာရဲ့ဒလစ်ကအသေးဆုံးသူရဲ့ဘဝကိုပျော်ရွှင်စွာဂုဏ်ပြုခြင်းဆိုရင်အခုပြောပြမယ်အင်ဒိုနီးရှားနိုင်ငံတိုရာဂျန်လူမျိုးတွေရဲ့ဒလစ်ကတော့တေဆုံးခြင်းကိုလုံးဝကိုညှင်းပယ်ခြင်းလို့ပဲပြောရပါမယ်။ဒါဟာတကယ့်ကိုထိတ်လန့်စရာကောင်းတယ်လို့စိတ်ဝင်စားစရာကောင်းတဲ့ဒလစ်တစ်ခုပါ။တူရာချန်တွေကသူတို့ရဲ့ချစ်ကြသူတို့ဆုံးပါသွားတဲ့အခါဇာပနပွဲကြီးကိုချက်ချင်းမလုပ်ပါဘူး။အလောင်းကို formaldehyde လို့မျိုး preside တုံးပြီးပုတ်ပွားမသွားအောင် thinking ထားပါတယ်အဲ့ဒီနောက်မှာအဲ့ဒီလောင်းကိုနှစ်ပေါင်းများစွာအိမ်ထဲမှာပဲဆက်လက်ထားချီပါတယ်သူတို့ကအဲ့ဒီလောင်းကိုတည်သွားမီလို့မတတ်မှတ်ပါဘူးသူတို့ရဲ့ဒေသခင်စကားနဲ့တိုမီလို့ခေါ်ပေါ်ကြပြီးသူတို့ဟာမတည်သေးဘူးဖျားနာနေုံပဲလို့ခံယူထားကြပါတယ်အိမ်ကလူတွေကဒီတိုမီကိုနေ့စဉ်ပုံမှန်အဝတ်အစားတွေလဲပေးတယ်သမိုင်းတွေကျွေးတယ်စကားတွေပြောပေးပါတယ်ဧည့်တယ်လာရင်တော့ တိုမီရှိတဲ့အခန်းထဲကိုခေါ်သွားပြီးဧကန်ပြရတဲ့ဒလိရှိပါတယ်။ဒီလိုညင်ထိုင်ရတဲ့ကာလာဟာတခါတရံနှစ်ပေါင်းများစွာကြာမြင့်နိုင်ပြီးမိသားစုဝင်တွေကဇာပနာပွဲကြီးသွားပတ်စံစုမိတဲ့အခါဒါမှမဟုတ်နွားဒါမှမဟုတ်ဝက်အများများကိုဇာပနာပွဲအတွက်ဖင်ဆင်နိုင်တဲ့အခါမှပဲနောက်ဆုံးခရီးကိုပို့ဆောင်ကြပါတယ်။ဒီဒလိနှစ်ခုကိုရှင်ကြည့်ရင်မြင်ရတဲ့ပုံစံချင်းလုံးဝကိုကြွားချပါတယ်။ကာနာကလူတွေက တည်ခြင်းတရားကိုလက်ခံလိုက်ပြီးဝမ်းနည်းမှုကိုဂုံပြုမှုနဲ့အစားထိုးတယ်။တူရာဂျန်တွေကတော့တည်ခြင်းတရားကိုချက်ချင်းလက်မခံနိုင်တဲ့လူသားရဲ့စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ချီယာသူကိုလွတ်မချခြင်းနဲ့စိတ်ဒီလူဟာတကယ်ပျောက်ကွယ်သွားတာမဟုတ်ဘူးလို့မြင်းဆန်ခြင်းနဲ့စိတ်နဲ့နှင့်နဲ့ချီပြီးရှင်သန်နေကြတာပါ။ကဲဒီလိုထုံးဆက်တဲ့ delay ရဲ့နောက်ကွယ်မှာဘာတွေရှိနေတာလဲ။ပုံမှန်မဟုတ်တဲ့ delay တွေကလူသားတွေရဲ့တည်ဆုံမှုကို ကင်တွေ့ပုံမတူညီတဲ့နီးလန်းတွေပဲဖြစ်ပါတယ်။စိတ်ပညာရှင်တွေကတည်ဆုံမှုကြောင့်ဖြစ်ပေါ်လာတဲ့ပူဆွေးဝမ်းနည်းမှုကိုဖြေရှင်းတဲ့ဖြစ်စဉ်ကို grief site လို့ခေါ်ပါတယ်။နံပါတ်1 shock denial မယုံကြည်နိုင်ခြင်း။နံပါတ်2 anger ဒေါသထွက်ခြင်း။နံပါတ်3 bargaining ညှိနှိုင်းခြင်း။နံပါတ်၄ depression စိတ်တိုက်ကြခြင်းနံပါတ်၅ acceptance လက်ခံခြင်းပေါ့ဒိုရာချန်တလေက denial ငင်းပယ်ခြင်းအဆင့်ကို နှစ်ပေါင်းများစွာဆွဲဆန့်ထားတာကိုတွေ့ရပါတယ်။ခြေရာသူကိုတိုမီလို့ခေါ်နေသည်။သူတို့ရဲ့စိတ်ထဲမှာဒီလူဟာတကယ်မတည်သေးဘူးဆိုတဲ့ခံစားချက်ကိုဆက်ကထိမ့်သိမ်းထားနိုင်ပါတယ်။ဒါဟာပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုကိုချက်ချင်းရင်ဆိုင်ရခြင်းကနှိရှောင်ရှားတဲ့နီလန်တမျိုးလည်းဖြစ်ပါတယ်။ဂါနာနဲ့ဒလီမှာတော့ acceptance အဆင့်ကိုပိုပြီးအရှိန်အဟုန်မြင့်တင်လိုက်တာကိုမြင်ရပါတယ်။ခေါင်းတလားကိုအမှုပညာလက်ရာတစ်ခုအဖြစ်ဖန်တီးလိုက်ခြင်းပွဲတော်တဲ့ပွဲဇာပနာကျင်းပလိုက်ခြင်းက affirmation တမျိုးပဲဖြစ်ပါတယ်။ဒေဆုံးသူရဲ့ဘဝကိုအကောင်းဆုံးဂုဏ်ပြုလိုက်တဲ့အခါကြံ့ညစ်သူတွေဟာဝမ်းနည်းပူဆွေးမှုကိုပျော်ရွှင်စရာတွေနဲ့ဂုဏ်ယူစရာတွေနဲ့အစားထိုးနိုင်ပါတယ်။ဒါဟာဝမ်းနည်းခြင်းကနေစိတ်ဖိစီးမှုတွေမရအောင်လွတ်မြောက်စေတဲ့ထိရောက်တဲ့နီလန်တစ်ခုပါ။ဒါကြောင့်ဒီဒလိနှစ်ခုဟာဘယ်ဟာကမှန်တယ်ဘယ်ဟာကမှားတယ်ဆိုတာအထက်လူသားတွေကချစ်ချင်းမေတ္တာဆိုတဲ့အရာပြောက်ွယ်သွားမှာကိုဘလို့ရင်ဆိုင်မလဲဆိုတဲ့မေးခွန်းရဲ့အဖြေတွေပဲဖြစ်ပါလေဗျ။ကဲ ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အခါတေဆုံးချင်းဆိုတဲ့အရာကိုသင်ဘလို့သတ်မှတ်ပါလေတေချင်းတရားကိုဝမ်းနည်းဖွယ်အဆုံးစက်တစ်ခုအဖြစ်မြင်နေတုံးလားဒါမှမဟုတ်ခန္ဓာကလူတွေလိုမျိုးနောက်ဘဝကိုကူးသွားမဲ့ပွဲတော်ကြီးတစ်ခုအဖြစ်ရှုမြင်နိုင်မလားကျွန်တော်အမြင်ကတော့ဒီလိုထူးချမ်းဆန်းဆန်းတဲ့ delay တွေကဘလောက်ပဲကဘာကြီးချင်းမြောင်းလာပါစေကဘာတစ်ပတ်မှရှိတဲ့လူသားတိုင်းရဲ့ချစ်ရသူကိုနောက်ဆုံးတစ်ခေါက်အကောင်းဆုံးဂုဏ်ပြုလိုက်ခြင်းနဲ့ဆန္ဒဟာဘလို့ပုံစံနေနဲ့ထွက်ပေါ်လာလဲဆိုတာကို ဖျက်တနေတဲ့အမှုပညာနဲ့စိတ်ပညာရဲ့ပေါင်းစပ်မှုပဲဖြစ်တယ်လို့မြင်မိပါတယ်ဗျခင်ဗျားတို့ရဲ့အမြင်အရတော့ဘယ်လိုရှိပါလဲငါတသိရင်ဘဲပုံခေါင်းတလာနဲ့မြုပ်နှံစီခြင်းလဲဆိုတော့ကို comment မှာဝင်ရောက်ဆွေးနွေးပြတဲ့ပါအောင်နော်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါမယ်ဗျ